တနင်္လာနေ့ပွဲသူအားလုံးမင်္ဂလာပါ2025 March 15ရက်ကနေ27ရက်နေ့အတွင်းမှာကိုယ့်ရဲ့အတွေ့ကိုယ့်ရဲ့ကြံစည်ရည်မှန်းချက်တွေကတပတ်သူနဲ့မတူတချို့ကြောင်းရတယ်မှာစန့်ကျင်ပဲတော့ဖြစ်နေလိမ့်မယ်ကိုပြောသမျှကိစ္စသည် တပတ်သူနဲ့အငင်းခုန်ဖြစ်နေလိမ့်မယ်အတွေ့မတူတော့ဒီနေရာမှာသူတပတ်နောက်လိုက်ချင်း တပားသူလုံထုံးလုံနေတဲ့လှုပ်ချင်းကိုကိုကသွေပြီးတော့ကိုလမ်းကြောင်းနဲ့ကိုထိုးပေါက်လို့ရင်အင်မတန်ကောင်းလိမ့်မယ်ကိုရဲ့တွေးခေါ်ရင်ရှင်းချက်နေတယ်အတွေးမြင်နေရှုထောင့်နေသုံးသက်ချက်တွေမှန်ကန်မယ်ရှင်ပြိုင်မှုမှမြတ်အောင်မြင်မယ်ကာလရှည်ချာစူးစမ်းအထုထားတဲ့အကြောင်းအရာတွေရဲ့အကျိုးဆက်ကိုရအောင်ဖန်တီးနိုင်တဲ့အနေထားကောင်းကိုကျုံးနေတယ်အပြိုင်ဆိုင်နေကြတဲ့အတွက်တွေ့တဲ့မှုကိုရရှိမယ်အဲ့ဒီနေ့မှာ အနောက်ရက်ကိုတည်သွားစေနေရှိတဲ့တော်တော့ဂူးဆက်ရမယ်။နေတနိုင်ခွဲနဲ့သုံးနိုင်ကြာသွားလာဂူးဆက်ရမယ်။၁၆ရက်နေ့ကအလုံးစုံကောင်းခြင်းကံနဲ့အကျိုးပေးတဲ့ကံတွေပေါ်တယ်။ရပိုင်ခွင့်ပြန်လဲတောင်းဆိုခြင်းခက်ခဲအလုံးကျော်လွှားခြင်းရှင်မန်းကျက်အောင်မြင်ခြင်းတို့ကိုကြုံမယ်။၁၉ရက်နေ့မှာအပြိုင်ဆိုင်ကြအတွတ်တဲ့မယ်။အခက်ခဲအလုံးကိုကျော်လွှားမယ်။မိမိလိုလားချက်ရည်ရွယ်ချက်တွေကိုစင်ပြေအောင်ဆောင်ရွက်နိုင်လိမ့်မယ်။ ဆက်ရှိရနေ့အဲ့ဒီနေ့မှာဥတီချက်စစ်နဲ့လုံခြုံရေးတို့ရဲ့ကောင်းသောအကျိုးကိုရမယ်မိမိလိုလားချက်ကို ရှေ့တိုးလို့လို့အကျိုးရှိလိမ့်မယ်အတိုက်ခံကြားကဖြတ်သန်းရမယ်အဲ့ဒီနေ့မှာအရှိမြောက်ရက်ကိုဒီသောစင်အနည်းရှိတတ်တယ်မနေ့၄နိုင်ခွဲနဲ့၆နိုင်ကြာညက်နေ့၄နိုင်ခွဲနဲ့၆နိုင်ကြာဒီမှာအသွာလန်နေထိုင်အထူးပြုပြီးကျဆမ်းမယ် စကောရဲ့နေရတော့အလုံးစုံကောင်းသောကံနဲ့တိုးတက်တဲ့ကံနဲ့ပေါ်တယ်။မိကောင်းဆွေကောင်းထောက်ကူရမယ်စိတ်ချမ်းသာမယ်။၂၀ရဲ့နေမှာပြောင်းလဲမှုနဲ့တိုးတက်မှုရှိမယ်။အကျံသစ်တွေကိုကောင်းထဲပေါ်နိုင်တဲ့ဘဝတလန်းဖွဲ့မယ်။၂၁ရဲ့နေရတော့ငွေကြေးကံလုပ်ငန်းကံဘဝကံထူးခြားစွာ ကောင်းခြင်းကြိုးပမ်းခြင်းနဲ့လူရာပြည့်စုံခြင်းတွေကိုကြုံတွေ့ရမှာဖြစ်ပါတယ်။ဒီကာလအတော်တွင်မှာ တနင်္ဂနွေနေ့သောကြံနေ့စနေနေ့မွေးသူတွေကောက်ကျိုးပေးပြီးတော့တနင်္လာနေ့ကြာသာပတင်းနေ့မွေးသူတွေကြောင့်စိန်နောက်ရှက်ဖြစ်တဲ့နှစ်ခုကိုကနံကျိုးပေးတဲ့အဖြူအစိမ့်မီကိုပြာတို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်နိုင်ပါတယ်ကောင်းသောကံကြမ္မာနဲ့တိုးတက်ခြင်းများရဖို့အတွက်အနီအောင်ပွင့်ပွင့်ဖျားတင်ကတ်တူပြီးအလိုရှိရာဆုတောင်းမှာဆုတောင်းပြေပါမယ်ကျေးဇူးတင်ပါတယ်